ပရိသတ်အားလုံးမေမင်္ဂလာပါရှင်။မန္တလေးခေတ်တဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ငရိဒန်ခန်းစားနေရတဲ့မြန်မာပြည်သူများအတွက်ဥရောပသမဂ္ဂ EU, American, Norway နဲ့ UK နိုင်ငံတို့ကကုညီထောက်ပံ့ပေးသွားမှာဖြစ်ပြီးဗေဒန်တင်တဲ့ဒေသများတို့အပြည့်အဝအသာအဆင်မရှိဝင်ရောက်နိုင်ရေးတောင်းဆိုလိုက်ပြီးလို့သိရပါတယ်။ငရိဒန်ခန်းစားနေရတဲ့မြန်မာပြည်သူများအတွက်ဥရောပသမဂ္ဂ EU, American, Norway နဲ့ UK နိုင်ငံတို့ကကုညေ၆ပတ်ပေးသွားမှာဖြစ်ပြီးဗီဒန်တင်တဲ့ဒေတာများတို့အပြည့်ဝအပေါင်းစင်းမရှိဝေရောက်နိုင်ရေးတောင်းဆိုထားကြောင်းသိရှိရပါတယ်။မက်စလာ၂၈ရက်နေ့မွန်တက်ဆန်၌ငါးဆန်မိနစ်ကလောက်ခက်လိုက်ပြီးစကိုင်းကနေတက်ခန်းစားနေရတဲ့မြန်မာပြည်သူများကျွဲဥရောပသမဂ္ဂကဏ္ဍဦးအရေးပေါ်အကူအညီဖြင့်ယူရိုနှစ်တမ၅တန်းကူညီပံ့ပိုးပေးရန်ဆုံးဖြတ်လိုက်ကြောင်းယခုထောက်ပံ့လိုက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခွဲဝေချထားပေးမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့အထူးကအလွန်ဆုံးသူများရဲ့အရေးပေါ်လိုအချက်များကိုဖြစ်စဉ်ပြင်ရတဲ့အသက်များကိုကဲတင်အတွက်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းအသိပေးထားဖြစ်ပါတယ်။ဥရောပသမဂ္ဂဒီလည်းနောက်ထပ်အကူအညီများပေးအပ်သက်ပေါ်နိုင်ရန်အတွက်မြေပြင်အခြေအနေနဲ့လူအချက်များကိုအကဲဖြတ်လက်ရှိနေပြီးယခုခွဲဝေချထားပေမူဟာ2025ခုနှစ်အတွင်းမြန်မာနိုင်ငံအတွက်ထောက်ပံ့ပေးထားတဲ့ဥရောပသမဂ္ဂရဲ့လူသားချင်းစာနာချထားမှုဆိုင်ရာအကူအညီစုစုပေါင်း ယူရီ35အတန်းအထိရောက်ရှိသွားပြီဖြစ်သူဆိုထားဖြစ်ပါတယ်။အလားတူအမေရိကန်နိုင်ငံကလည်းစကိုင်းငလင်အတွေ့အရေးပေါ်တုတ်ပြန်မှုအနေဖြင့်မြန်မာနိုင်ငံအခြေဆိုင်ဒုတာချက်ဆန္ဒမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းများကနေတဆင့်အမေရိကန်ဒေါ်လာနဲ့တန်းအထိပံ့ပိုးကူညီပေးအပ်မည်ဖြစ်ကြောင်းထို့ပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အရေးပေါ်တုတ်ပြန်ရေးအဖွဲ့ဟာအရေးပေါ်နောက်ခုဆရာအစားအသောက်စေဝါလို့အချက်နဲ့ရေရရှိနိုင်မှုအပအဝင် ငနေဘေးတန်တဲ့ data များရှိပြည်သူများရဲ့အဘူးတပြိုင်လိုအချက်များကိုသုံးသပ်ဖော်ထုတ်ရန်မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်းထုတ်ပြန်ကြားဖြစ်ပါသည်ထို့ပြင်နော်ဝေးနိုင်ငံကလည်းငလေးမလုံမီလူပန်းလူပေါင်းတန်း20ဟာလူသားချင်းဆန္ဒထောက်ထားမှုအကူအညီများလိုအပ်နေခဲ့ပြီးငလေးကျောင်းရှိပြည်သားလူသားချင်းဆန္ဒထောက်ထားမှုဆိုင်ရာအခြေအနေအပေါ်မှာထပ်ဆင့်လိုက်တဲ့အကြက်တက်တစ်ခုဖြစ်ကြောင်းနော်ဝေးနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအပြောဆိုထားဖြစ်ပါရယ် ် UK နိုင်ငံအစိုးရအနေဖြင့်လည်းအားပြင်းမြေငလင်းဒဏ်တည်တဲ့မြန်မာပြည်သူများအတွေ့ Stanley Pound 10000ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းကြေညာထားဖြစ်ပါရယ်